ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြစ်တီကိုပါမေမောရစေအနီရအဆင်းရှိတဲ့စာအုပ်များအင်ဂျင်နီယာများရဲ့ထောက်ခံချက်နဲ့ရှောက်ထားပြင်ဆင်ရမယ့်တဲ့င်။မိုးရေချိန်ဆက်လက်မှတရွာသွမှုကြောင့်စိုက်ခင်းမြက်ပစီခဲ့တဲ့တဲ့င်။ရုရှားတိုင်းထားရဲ့နေမြများမှာယူကရိန်းတပ်များထွက်ပေးရမယ်လို့တောင်းဆိုလိုက်တဲ့တဲ့င်။ မန်စီးတီးကိုအနိုင်ရကပထမဆုံးချန်ပီယံဆူကိုပယ်လစ်ရောက်လိုက်တဲ့တဲ့တင်ပါဝဲအစားရှိတဲ့ပြည်တွင်းပြည်ပစိတ်ဝင်စားဖွယ်တဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါမယ်။လေမော်ရအောင်စင်အနီအောင်စင်ဆောက်အောင်များလိုင်စင်ရအင်ဂျင်နီယာများထောက်ခံကြတဲ့၆ထားပြင်ဆင်ရမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။ မလင်ကြောင့်ပြိုကျပျက်စီးသွားတဲ့လေမောင်ရောင်စင်အနီရောင်စင်အဆောက်အုံများဟာလိုင်စင်ရဲ့အင်ဂျင်နီယာရဲ့ထောက်ခံချက်နဲ့ရှောက်ထားပစ်စီရမှာဖြစ်တယ်လို့မန္တလေးမြို့တော်စီမံတားရေးကုမ္ပဏီကနေသိရပါဗျ။ မန္တလေးမြို့တော်စီမင်းတားအိတ်ကုမ္ပဏီနဲ့နေမိတ်တွင်းမှာရှိတဲ့ရှောင်းမြို့နယ်တွင်းကနေလိမ္မော်ရောင်အစဉ်အနီးအောင်ဆက်တက်မှတ်ခံရတဲ့အဆောက်အအုံပိုင်ရှင်များအနေနဲ့မိမိတို့ရဲ့အဆောက်အအုံကို ပြန်လည်ပြင်ဆင်လုပ်သူများနဲ့ပတ်သက်ပြီး PER စီလိုက်စင်ရာအင်ဂျင်နီယာများရဲ့ထောက်ခံချက်ပါပြီးပြင်ဆင်ရမယ် Manhood Statement နဲ့အတူမန္တလေးမြို့တော်စီမင်းတားအိတ်ကုမ္ပဏီအဆောက်အအုံနဲ့ကုန်ယုံဌာနကို ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ် အစအောင်ပြန်လည်ပြင်ဆင်ခြင်းများနဲ့ပတ်သက်ပြီးလိုင်းနာဆောင်ရွက်ခြင်းမရှိပါကတည်ဆဲဥပဒေဤဥပဒေများအရာအေးအေးဆောင်ရွက်သွားမှာဖြစ်တယ်လို့မန္တလေးမြို့တော်စီမင်တိုင်းကော်မတီကအသိပေးကြေညာထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးခြင်းပါတယ်။မွေးတဲ့ဆဲလဲမာတီရတော်မှုကြောင့်စိုက်ခင်းမြတ်ပြစီခဲ့ပါတယ်။ဒီတဲ့ကတော့ငင်းချောင်းဝပြပူလာတာပါ။ 24နာရီအတွင်းမိုးရေချိန်ဆက်လက်မှအထိစံချိန်တင်မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်အာဂျင်တီးနားနိုင်ငံအတွင်းမှာသီးနှံဆိုင်ခင်းတွေပျက်စီးခဲ့လို့သိရပါတယ်။အာဂျင်တီးနားနိုင်ငံဘီနိုအီရစ်မြို့ပါဝင်နီးစရာဒေသတွေမှာပြီးခဲ့တဲ့ရက်ပိုင်းတွေတွင်မိုးရေချိန်မြန်ပြတဲ့မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဘူနိုအေရီစ်နဲ့ထိစပ်နေတဲ့ဒေတာအများစုမှာရွာသွန်းခဲ့တဲ့မိုးရေကြိမ်ဟာအနည်းဆုံး6လမှကနေအများဆုံး7လမှတရှိခဲ့တယ်လို့သိရပါတယ်။မိုးရွာသွန်းမှုတွေကြောင့်ပျက်စီးခဲ့ရတဲ့တိနံတွေထဲမှာအာဂျင်တီးနားနိုင်ငံရဲ့အထက်ပို့ကုန်ပေပေါဆေးဆိုင်ခင်းတွေနဲ့စီးထွက်တိနံဆိုင်ခင်းတွေပါဝင်ခဲ့တဲ့အပြင်ပြပကိုအများဆုံးတင်ပို့နေတဲ့ပြောင်းနဲ့ဂျုံဆိုင်ခင်းတွေလည်းပါဝင်ခဲ့တာကြောင့်အာဂျင်တီးနားနိုင်ငံရဲ့ပို့ကုန်ကဏ္ဍကိုထိခိုက်စေမယ်လို့သိရပါတယ်။ အာဂျင်တီးနားနိုင်ငံဟာကမ္ဘာပေါ်မှာပေပုံစိမ့်နဲ့လှုပ်ထားတဲ့စားစားတွေနဲ့ပေပုံစီအများဆုံးတင်ပို့ရောင်းရှားတဲ့နိုင်ငံဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရုရှားတင်းထားတဲ့နေမြေများမှာယူကရိန်းတပ်များထွက်ပေးရမယ်လို့တောင်းဆိုလိုက်ပါတယ်။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ တူရကီနိုင်ငံမှကျင်းပခဲ့တဲ့ရုရှားနဲ့ယူကရိန်းဘက်ကအစစ်မြစ်တာဝန်ရှိသူတွေပါဝင်ခဲ့တဲ့အပြစ်ခက်ရစေးဇူနီပွဲမှာရုရှားဘက်ကကိုယ်စားလှယ်တွေကရုရှားတပ်တွေတင်ထားတဲ့ယူကရိန်းနေမီတွေကနေယူကရိန်းတပ်တွေဆုတ်ခွာပြီးမှအပြစ်ခက်ရစေးဇူနီမှုတွေစတင်လုံဆောင်မယ်လို့ပြောကြားခဲ့လို့သိရပါတယ်။ အဆိုပါဆွေးနွေးပွဲမှာရုရှားကိုယ်စားလှယ်တွေကရုရှားတပ်တွေထိ ंछ ုံထားတဲ့ယူကရိန်းနယ်မြေတွေဖြစ်တဲ့ဒိုနက်၊လူဟန်ဇက်၊ခါဇန်၊ဇာပိုရီဇာစီယာရီယာတွေကနေယူကရိန်းတပ်တွေထွက်ခွာပေးရမယ်လို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဒေတာတွေမှာယူကရိန်းတပ်ဖွဲ့ဝင်တွေကဆက်လက်တိုက်ပွဲဝင်နေပေမဲ့ရုရှားတပ်တွေကထိ ंछ ုံထားတာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာနှစ်ဖက်လုံးကဖန်ဆီးထားတဲ့စစ်တုပ်ပန်းတထောင်ကျော်ကိုအပြန်အလှန်လဲလှယ်ဖို့အတွက်သဘောတူညီမှုရရှိခဲ့တာကလွဲပြီးတခြားသဘောတူညီမှုရရှိခဲ့တာမျိုးမရှိဘူးလို့သိရပါတယ်။ဆွေးနွေးပွဲပြီးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန်ကရုရှားသမ္မတပူတင်ယူကရိန်းသမ္မတဇီလန်စကီတို့စီကိုဖုံးဆက်သွယ်ပြီးမျက်နှာချင်းတိုင်ဆွေးနွေးညင်နှံမှုတွေလှုပ်ဆောင်နိုင်ဖို့အတွက်ကြိုးပမ်းမယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ န်စီးတီးကိုနိုင်အောင်ကပထမဆုံးချန်ပီယံစုကိုပဲလစ်စရအောင်လိုက်ပါတယ်။ဒီတင်ကိုတော့ညင်ချောင်းဝါပြပူလာတာပါ။မနေ့ညအချိန်မှန်ကစားခဲ့တဲ့ FA ဘလာဘိုလူပွဲမှာ Palace အသင်းဟာ Man City အသင်းကိုတကူးကူးမရှိနဲ့အနိုင်ယူပြီးတော့အသင်းသမိုင်းတစ်ချောင်းမှာပထမဆုံးချန်ပီယံဆူကိုရအောင်နိုင်ခဲ့လို့သိရပါတယ်။ Palace အသင်းဟာပွဲချင်း16မိနစ်အတွင်းမှာတွင်းယူခဲ့တဲ့ Ivory Coast FC ရဲ့ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ Man City အသင်းဟာပွဲချင်း36မိနစ်မှာပင် Penalty ကန်ကိုရခဲ့ပေမဲ့ဥမမာမော့ကန်သွင်းခဲ့တာကို ပဲလစ်အတင်းကိုတမဟန်တာစင်ကာကွယ်သွားနိုင်ခဲ့တယ်လို့ကြံပွဲချိန်ဒီမှာလည်းအပိုင်ကိုကတင်ခွင့်နဲ့ရခဲ့ပေမဲ့ဂိုးမသွင်းနိုင်ခဲ့တာကြောင့်ရှုံးနေခဲ့တာဖြစ်ပါတယ်။ပဲလစ်အတင်းတည်ထောင်ခဲ့တဲ့120ကျော်ကြာကြာမြင်ခဲ့တဲ့အတင်းသမိုင်းလျှောက်မှာပထမဆုံးချိန်အနေနဲ့အထင်ရရှံပီယံစုကိုစုဖူးနိုင်ခဲ့တာဖြစ်ပါတယ်။ပဲလစ်အတင်ဟာအဖေပလာရှမ်ပီယံစုနဲ့တူယူပါနိဝဂွေနေပါရရှိခဲ့တာကြောင့်အတူရလက်ကောင်းနေပိုင်ဆိုင်ခဲ့လို့သိရပါတယ်။ မန်စီးတီးတင်ဟာပြီးခဲ့တဲ့နှစ်ကလည်း FA ဘလာဘိုလူပွဲတိုက်ပေမဲ့မန်ယူရွှုံးခဲ့တာကြောင့် FA ဘလာဘိုလူပွဲမှာနှစ်နှစ်စတိုင်ဒုတိယနေပဲကျင်းနေခဲ့ရတာဖြစ်တယ်လို့သိရပါတယ်အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နှစ်ရည်နေ့ကတည်းကနေပဲဖြစ်ပါတယ်။တချို့အပိကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။